ဒီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာကိုတသမ43မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ညစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာစက္ကွန်တသမ5မဂါဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြားမှရှိကြပါစေလို့မြစည်းမရေဒီယိုအဖွဲ့သူအဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဇွန်လ24ရက်အင်္ဂါနေ့မနက်ပိုင်းမြစည်းမရေဒီယိုရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့မနက်ပိုင်းအတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ အာကျုပ်ဆရာတော်ဒေါက်တာအနန္ဒမာလာဘိဝန္တာဥဆောင်တိဆောက်ခဲ့တဲ့စင့်ကူနယ်မရယာဆက်မှာရှိတဲ့မြစ်တာအနန္ဒဆေးရုံကိုစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေဘုံကျဲလို့စေကူတာနေတဲ့ဒေသခံတွေထိခိုက်ဒေဆုံးတဲ့တဲ့ရင်စစ်ကောင်စီရဲ့မစုတ်တမ်းခံစစ်ထိကပလဲတပ်စခန်းကိုတော်လိုင်းအပူပေါင်းတပ်တွေကပြန်လည်သိမ်းပိုက်တဲ့တဲ့ရင်စတဲ့တဲ့ရင်တွေအပါအဝင်နောက်ဆုံးရအပြည့်တွင်းတဲ့နိုင်ငံတကာတဲ့ရင်တွေကိုတင်ဆက်ပေးသွားမှာပါ အဲဒီနောက်မှာတော့မီဇီမာသတင်းဌာနရဲ့အပတ်စဉ်စီးစဉ်တစ်ခုဖြစ်တဲ့ Editor အာဘော Editorial Talk ဒုတိယပိုင်းကိုထုတ်လွှင့်ပေးဖို့ရှိနေပါတယ် ခုချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမျက်နှာတူခန့်တွေက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းမင်းလာမြို့နယ်အရှိချမ်းပဲခူးရုံးမအခြေမှာအင်အား၄၀၀ပါစစ်ကောင်စီတပ်ဖွဲ့ဟာဇွန်လ23ရက်နေ့တရက်ထဲမှာပဲကျေးရွာ၄ရွာထက်မနည်းမိရှုဖျက်ဆီးခဲ့တယ်လို့ မင်းလာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခံကနေသိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဟာဇွန်လ23ရက်နေ့နနက်9:00နာရီဝန်းကျင်မှာဗိုလ်ထောင်ရွာနနက်9:00နာရီအချိန်မှာစားချောင်းရွာနနက်7:00နာရီအချိန်မှာစင်ရင်ချောင်းပေါက်ရွာနဲ့နေ့လယ်9:30မိနစ်အချိန်မှာကန့်ကော်ပင်ကျေးရွာတို့ကိုမိရှုဖျက်ဆီးခဲ့တာဖြစ်တယ်လို့မင်းလာမျိုးနယ်ပကပတာဝန်ရှိသူကပြောပါတယ်။မိမရှုခင်နေတွေတဲကပစ္စည်းတွေကိုယူတယ်။ပြီးမှမိရှုတာအခုနေ့လယ်မှာလည်းကန့်ကော်ပင်ရွာကိုမိရှုနေတယ်။ရွာတွေအကုန်မိရှုမယ်ထင်တယ်လို့ ို့သူကဇွန်လ23ရက်နေ့ညနေပိုင်းမှာပြောပါတယ်။လက်ရှိချိန်မှာမီးရှို့ခံထားရတဲ့ခြေရွာနီးတွိုင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေရှိနေသေးတာကြောင့်အသေးစိတ်အခြေအနေကိုမသိရသေးဘူးလို့မင်းလာမျိုးနဲ့ပကပကဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာဇွန်လ23ရက်နေ့ညနေပိုင်းမှာဥတို့ကနေမင်းအုပ်စုဥတို့တောင်စုရွာကဒေသခံ9ဦးဇွန်လ22ရက်နေ့မှာတရော်ကုန်းရွာကလူငယ်အမျိုးသား2ဦးကိုဖမ်းဆီးခဲ့တယ်လို့မင်းလာမျိုးနဲ့ပကပကပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ဖန်းနာက9ဦးထက်မနည်းဘူး ပြန်လှုပ်ပေးတဲ့အတာမကြားသေးဘူးလို့သူကပြောပါတယ်။အင်အားလေးရပါစစ်ကောင်စီတပ်ဖွဲ့ဟာမင်းလာမြို့နယ်အရှိချမ်းနဲ့အရှိတောင်ချမ်းမှာရှိတဲ့ကျေးရွာတွေမှာတပ်ဖြန့်ကားတဆွဲထားတာကြောင့်ထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ရန်ကုန်ပြည်ကားလမ်းနဲ့ရိုးမကြကရွာတွေအကုန်ရှုတ်မယ်လို့သတင်းထွက်နေတဲ့တိမ်းရှောင်နေကြတဲ့ဒေသခံတွေအတွက်အမိုးအကာနဲ့အစားအသောက်တွေလိုအပ်နေတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တဦးက ြောပါတယ်ဇွန်လ16ရက်နေ့ညနေ4နာရီအချိန်ကမင်းလာမြို့နယ်အုတ်တွင်းအနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကွင်းတာဆုံစစ်ဆေးရေးကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့မှအရာရှိတွေအပါအဝင် အများအပြားသေဆုံးခဲ့ပါတယ်အဲ့ဒီနောက်ဇွန်လ19ရက်နေ့မှာစတင်ကမင်းလားမြို့နယ်အရှိချမ်းကခြေပါတွေကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးမိရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါတယ်ခင်ဗျာ မြန်မာထိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မဆုတ်တမ်းခံစစ် ticket plus တပ်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ဦးဆောင်တဲ့ပူပေါင်းတပ်ကဇွန်လ22ရက်နေ့မှာတင်ပိုင်နေခဲ့တယ်လို့ KNU ဗဟိုကတရင်ထုတ်ပြန်ထားပါတယ်လက်လွတ်လိုက်ရတဲ့အဲ့ဒီစခန်းကို28ရက်အကြာမှာပြန်လည်တင်ပိုင်နိုင်တာဖြစ်ပြီးတော့ နှစ်ဖက်ထိခိုက်ကြဆိုးမှုနဲ့လက်နက်ခဲယံသိမ်းပိုက်ရရှိမှုအခြေအနေကိုတော့ထုတ်ပြန်ချက်မှာဖော်ပြထားတာမရှိသေးပါဘူး။အစ်ကန်သိမ်းတိုက်ပွဲကို KNL ကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ရဖြစ်တယ်လို့ဖော်ပြထားပါတယ်။လက်ရှိမှာ ticket play စကန်သိမ်းပိုက်နိုင်တဲ့အတွက်မြောက်ရီမျိုးနယ်မြန်မာထိုင်းနယ်စပ်တလျှောက်မှာစက်ကောင်စီရဲ့ wall review ဟာကဥက္ကဋ္ဌစကန်နဲ့ တိတလလေကာကင်းစကန်ဒိုဒါချန်ရှိရော်ရဲ့လို့သိရပါဗျ။မန်နေဘလော့ဌာနချုပ်ကဆုတ်ခွာရပြီးတဲ့နောက်တိကက်ပလက်စကန်ကို1995ခုနှစ်မေလကစတင်ပြီးတော့ KNU ဌာနချုပ်တဲ့ဖြစ်ပြောင်းရွှေ့တည်ဆောက်ခဲ့ပေမဲ့လည်းနှစ်နှစ်မတိုင်မီ1998ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကသိမ်းပိုက်ပြီးတဲ့နောက်အခုလိုပြန်လဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ မန္တလေးတိုင်းမရယာနယ်စင်ကူမြို့နယ်အဆက်ရကန်းစင်တောင်ပေါ်မှာရှိတဲ့မြစ်တာနန္ဒဆေးရုံကိုစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေနှစ်ကြိမ်ပုံကျဲတိုက်ခတ်ခဲ့ရာအမျိုးသမီးတအူးတေဆုံးပြီးဆက်နက်ဦးထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ပြည်ဝင်လွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဇွန်လ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ဇွန်လ22ရက်နေ့ည7:05မိနစ်အချိန်မှာတကြိမ် ည7နာရီ10မိနစ်အချိန်မှာတစ်ချိန်ပေါင်300ဘုံးနှလုံးကျဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုထားပါတယ်စစ်ကောင်စီတပ်ဖွဲ့ကကျဲချတဲ့ဘုံးတွေဟာတာဖာမီရဆောင်ကိုထိမှန်ခဲ့ရာမရယာမြို့နယ်စီတော်လမ်းခွဲချေရွာကနေစစ်ရုံသို့မိဖွားလာတဲ့အသက်30ခန့်အရွယ်အမျိုးသမီးတဦးတေဆုံးပြီးနောက်ထပ်အသက်35နှစ်အရွယ်အမျိုးသမီးတဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒါအပြင်နောက်ထပ်ဒေသခံ၁၁ဦးလည်းဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်ရတဲ့အနေအထားမဟုတ်ဘူးလို့သိရပါ ါတယ်။ဒီကြောင့်တိုက်ခိုက်မှုကြောင့်ဆေးရုံရဲ့တားဖွားမြေဆောင်အပါဝင်အဆောက်အဦသုံးလုံးပျက်စီးခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ထံကနေသိရပါတယ်။တားဖွားမြေဆောင်ကိုထိတာဆိုတော့ထိခိုက်ဒဏ်ရာရသူတွေထဲမှာကလင်းငယ်တွေလည်းပါနိုင်တယ်။ကျွန်တော်တို့အသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့ပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ဒီကြောင့်တိုက်ခိုက်ခံရတဲ့မြစ်တာနန္ဒဆေးရုံဟာ အကျုပ်ဆရာတော်ဖရာကြီးဒေါက်တာနန္ဒမာလာဘိဝန္တာဦးဆောင်တိဆောက်ထားတာဖြစ်ပြီးလက်ရှိအချိန်မှာဒေသခံတွေအားကိုအားထားပြုနေရတဲ့စေယုံတစ်ခုဖြစ်တယ်လို့ပြည်ဦးဝင်ခရိုင်ဘက်ကဖအဖွဲ့တာဝန်ရှိသူကဆိုပါတယ် အခုတော့ဆေးရုံမှာဆေးလာကူတဲ့သူတွေအကုန်လုံးကိုဘေးလွယာရွှေ့ခိုင်းထားရတယ်နောက်ထပ်တစ်ကြိမ်လာကျဲမှာဆိုတာကြောင့်ပါလို့သူကပြောပါတယ်စင်ကူမျိုးနယ်ဟာတော်လိုင်းရင်တပ်ဖွဲ့တွေအပြည့်ဝထိန်းချုပ်ထားတဲ့မျိုးနယ်တစ်ခုဖြစ်ပြီးဗရယာမျိုးနယ်ဟာဆိုရင်လေတော်လိုင်းရင်တပ်ဖွဲ့တွေကနေရာအများစုကိုထိန်းချုပ်ထားတာဖြစ်လို့စစ်ကောင်စီတပ်ဖွဲ့ဟာမြေပြင်စွမှုမှုမရတော့ဘဲစစ်ရေးပြင်မှတ်မဟုတ်တဲ့ဆေးရုံစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းတွေကိုလေကျောင်းကနေပြင်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့တော်လိုင်းရင်တပ်ဖွဲ့တွေကပြောဆိုထားပါတယ် ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကလည်းစစ်ကူးမြို့နယ်ခြေတော့ပေါက်ကျေးရွာမှာရှိတဲ့ဆေးရုံတစ်ခုကိုစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ရာအမျိုးသမီး2ဦးသေဆုံးပြီးနောက်ထပ်3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကအဆောက်အဦတစ်ခုလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ြည်မာရေဒီယိုရဲ့အင်ကာနဲ့မနက်ပိုင်းအထိနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနမြန်မာအတန်နဲ့ရုပ်မြင်သံကြား MRTV ဝန်ထမ်းမနှင်းရင်ဖြူပါဝင်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်မွေးနေ့မှာစုတောင်းပေးသူတို့ချို့ဖမ်းဆီးခံထားရတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ MRDB ဝန်ထမ်းမနေ့ရင်ဖြူဟာဇွန်လ19ရက်နေ့မှာသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Happy Birthday အမေစုအသက်ရှင်နာမည်ပါစေဘဝစတိုင်ချစ်တော်သူများနဲ့ကွေကွင်းရာချင်းဒုက္ခမှကင်းဝေးပါစေသူတော်ကောင်းတွေနဲ့သာကြုံတွေ့ပါစေလို့ရေးသားထားခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ဆီလော်ဘီတွေကသူတို့ရဲ့ Telegram Channel တွေမှာသူမအားဖန်ဆီးဖို့လှုံ့ဆော်ခဲ့ကြပြီးဇွန်လ21ရက်နေ့ညပိုင်းမှာတော့နေပြီးတော့တက်ကုန်းမြို့နယ်မြမအတန်နဲ့ရုပ်မြင့်တန်ကြာဝန်ထမ်းအင်အားကနေမနေ့ရင်ဖြူခါနောင်နောင်အားဖန် စီထိမ့်သိမ်းခဲ့တယ်လို့စစ်ကောင်စီကဇွန်လ23ရက်နေ့မှာထုတ်ပြန်ပါတယ်။မနှင်းရင်ဖြူအဲ့ဒီမျက်နှာကိုတော့မြင်ဘူးတယ်။ဒါပေမဲ့ဘယ်ဌာနကလည်းအသေးစိတ်မသိဘူး။သူတို့ကဝန်ထမ်းအရာမှနေကြတာဝန်ထမ်းတော့ဟုတ်တယ်လို့ MRTV မှ CDN ဝန်ထမ်းတဦးကပြောပါတယ်။ဒါအပြင်စစ်လော်ဘီချက်နဲ့အချို့မှာဖမ်းဆီးရန်လှုပ်ဆော်ခံရတဲ့ပဲခူးတိုင်းပြည်မြို့ရွာဘဲရက်ကွက်နေမှခင်တပ်ဝေကိုလည်းစစ်ကောင်စီတပ်ဖွဲ့ကပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။မှခင်တပ်ဝေဟာ အန်ဒဘေးစကူဇွန်2025ဟူတဲ့ Facebook ပို့တစ်ခုအောက်မှာနေ့စီပန်းပုံတဲ့အမြန်ဆုံးလွတ်မြောက်ပါစေအမေလို့မှတ်ချက်ပြုရေးသားခဲ့တဲ့အတွက်ဖန်စီရဲ့လုံစော်ခံရတာဖြစ်ပါတယ်။သူတို့နှစ်ဦးအပြင်အခြားဖန်စီခံရသူတွေရှိတော့လဲမစ္စည်းမအနေဖြင့်တိကျအတည်ပြုနိုင်ရန်ဆက်လက်ဆောင်ရွက်နေစေဖြစ်ပါတယ်။စစ်ကောင်စီသတင်းစာတွေရဲ့ဖော်ပြချက်တွေအရဇွန်လ19ရက်နေ့ကနေ21ရက်နေ့အထိ3ရက်အတွင်းမနှင်းရင်ဖြူမခင်တော့ဝေအပါဝင်စုစုပေါင်း9ဦးကိုဖမ်းဆီးထားတယ်လို့သိရပါဗျ။ ဒါပေမဲ့သူတို့ကိုဘယ်အချက်တွေကြောင့်ဖမ်းဆီးထားတယ်ဆိုတာအသေးစိတ်မပြောဘဲနိုင်ငံတကာအေဂျင်စီကိုပြက်ပြားစေရန်ရည်ရွယ်ပြီးလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာလုံဆောတာဝါဒဖြန့်နာတွေဆောင်ရွက်ခဲ့တဲ့အတွက်ဖမ်းဆီးသိမ်းသိမ်းအမှုဖွင့်လှစ်ထားတယ်လို့စစ်ကောင်စီကဆိုထားပါတယ်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့မှာကြာရောက်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာပြည်ရင်းပြည်ပကပြည်သူတွေနဲ့အမေရိကန်တန်ယုံအပါအဝင်မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာတန်ယုံတွေကလည်းမွေးနေ့ဆုတောင်းပေးခဲ့ကြတာပါတစ်ဖက်မှာလည်းအာနာသိန်းစစ်ကောင်စီတပ်ကဒေါအောင်ဆန်းစုကြည်မွေးနေ့မှာဆုတောင်းပေး သူတွေမွေးနေ့အဖြစ်ပြုလုပ်တဲ့ပန်းသပိတ်တွေမှာပါဝင်ဆင်းသက်သူတွေကိုဖမ်းဆီးနေတာလည်းဖြစ်ပါတယ်ခင်ဗျာလေယုမငိမ်မသက်ဖြစ်စဉ်ကြောင့်မိုးတက်လေပြင်းကျနိုင်က လိုင်းကြီးနိုင်တာကြောင့်ရခိုင်မြောက်ပိုင်းဒေသတွေမှာရေပင်နဲ့လေပြင်းပေးသတိထားတဲ့လို့မိုးလေဝသပညာရှင်အချို့ကသတိပေးထားပါတယ်ရခိုင်မြောက်ပိုင်းဒေသဖြစ်တဲ့မြေပုံမင်းပြပုံနဲ့ကျွန်းမြောက်ဦးကြောက်တော်နဲ့ရသေးတောင်မြို့တွေမှာ ဒီနေ့ဇွန်လ23ရက်ကနေ25ရက်အတွင်းမိုးသက်လေပြင်းကျနိုင်တယ်လို့သိရပါတယ်။အဲဒီ48နာရီအတွင်းဥရွာတော်မှုဟာဩရီချင်းလက်မ3လက်မအထက်80မီလီမီတာကျော်ရှိနိုင်ပြီးဇွန်လ28ရက်ကနေဇွန်လ30ရက်အထိ အဲ့ဒီအခြေအနေတွေဆက်ဖြစ်နိုင်တယ်လို့မွလိဝတ္တပညာလေးလာသူဦးဝင်းနိုင်ငံမြူစီမကို ပြောပါရယ်မုံတိုင်းဖြစ်လာမဲ့အခြေအနေတွေလေးပြီးအားနဲ့ရဝန်ဖြစ်လာမဲ့အခြေအနေဒါရရဲ့အခြေအနေရဒီနှစ်ကမူမြမယ်မြည်ရတပီးဆိုင်ကြီးမဲ့အနေရရှိသေးတယ်မူးဆက်များမယ်ရည်ကြီးရရှံဖြစ်နေတဲ့နေရာကမ်းပါပြိုတဲ့နေရာနောက်တစ်ခုကမြို့သေးတွေအထီး ရေဝတ်တဲ့နေရာတွေဆက်ပြီးတော့သတိထားရပါမယ်မိုးပြင်းနေတဲ့အတွက်အနေပိုင်းမှာနေတဲ့သူတွေကကြိုပြီးရွှေ့တင်တာရွှေပြင်းစင်တင်တာပြင်းစင်ဒါတွေလောက်ရမှာပေါ်လို့သူကအကြံပြုပါတယ်ပြီးခဲ့စွန်းက18ရက်ကစစ်တွေမျိုးရဲ့အနောက်ဘက်မှာကြာရောက်ခဲ့တဲ့မုံတိုင်းငယ်ကဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ဘက်ပင်လယ်ပြင်မှာအားကောင်းလာပြီးတော့လီဘီယာနဲ့ရေဝန်ဖြစ်ပေါ်လာတာပါ မုံတိုင်းမှာဖြစ်ပေါ်လာတဲ့လေဝေလိုင်းဟာအနောက်အိန္ဒိယဘက်ကမ်းခြေကိုရွှေ့သွားတာဖြစ်နေပြီးပင်လယ်ပြင်လေတုမတိမငိမ်သက်ဖြစ်နေတယ်လို့သိရပါတယ်။ဒါကြောင့်မိုးလေကာလဖြစ်တဲ့ဇူလိုင်လ3ရက်ကနေဩဂတ်လ3ရက်နေ့ထိအထူးသဖြင့်ရခိုင်ပြည်နယ်မြောက်ပိုင်းပင်လယ်ကမ်းခြေဒေသမှာနေထိုင်သူတွေတရီသားတဲ့လို့ဝန်နိုင်ငံဆိုပါတယ်ရခိုင်ကမ်းဝန်းချောင်းနဲ့ကမ်းလိုပင်လယ်ပြင်တို့မှာတရားတရံ မိုးတက်လေပြင်းတွေကြောက်ရောက်ကလှိုင်းကြီးနိုင်ပြီးတော့မိုးတက်လေပြင်းကြစေရေပြင်းလေပြင်းလေဟာတနအီကိုမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်။လမ်းမြေမှာရခိုင်ကမ်းရံချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေကနေဆက်နက်ပေးချိရှိနိုင်တယ်လို့စစ်ကောင်စီလောက်ကမိုးလေဝတ္တနဲ့ဇလံပြည်ဌာနကအခုရက်တွင်မှတတိပေးထားပါတယ်။တလောက်ရခိုင်ပြည်နယ်မှာရှိတဲ့ပုံနဲ့ကျွန်းရသေးတောင်မင်းပြနဲ့အမ်မြုတ်နေရာအချို့မှာမိုးတဲထန်စွာရာတော်မူကြောင်း ကြည်ကြီးရေရှံဖြစ်ပေါ်တဲ့အခြေအနေရင်းဆိုင်နေရတယ်လို့ဒေတာကန်ဂျီစီကတည်ရပါတယ်။ယခုရက်အတွင်းရခိုင်ကန်ယူရန်တျှောက်တာမကတနင်္လာရီကန်ယူရန်ဒေတာ ARV မြို့ဝကျွန်းပေါ်ဒေတာပကိုးတိုင်းအရှိပတ်ချံစတောင်းမြစ်ဒေတာစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ဘက်တွေမှာလည်းမိုးကြီးနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကအသိပေးထားပါတယ်ခင်ဗျာ။ မြစီမရေဒီယိုရဲ့အင်ကာနဲ့မနက်ပိုင်းအထိရရှိထားတဲ့ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးခဲ့တာပါ အခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါရုရှားကိုတိုက်ခိုက်မှုတွေအတိုင်းအတာနဲ့အတိမ်နဲ့အရတိုးမြင့်ပြုလုပ်သွားမယ်လို့ယူကရိန်းထိပ်တန်းတပ်မကြီးတူကတနင်္လာနေ့မှာလူမှုကိုမှတ်ချက်စကားပြောကြရာထည့်သွင်းပြောကြားလိုက်ပါတယ် ိုက်ခိုက်မှုတွေဟာထိရောက်ကြောင်းတက်တေပြခဲ့ပြီးဖြစ်ပြီး Hif အနေနဲ့စီးရေးပြတ်မှတ်တွေကိုသာတိုက်ခိုက်သွားမှာဖြစ်တယ်လို့သူကပြောကြားသွားပါတယ်။ဟုတ်ပါတယ်ကျွန်တော်တို့ဆက်လုပ်သွားမှာပါတိုက်ခိုက်မှုအတိုင်းတာနဲ့အတိမ်နဲ့ကိုတိုးမြင့်ပြုလုပ်သွားမှာပါလို့ယူကရိန်းစစ်ဦးစီးချုပ်အိုလက်ဇန်ဒါဆာစကီက AFP အပါအဝင်သတင်းတောက်တွေကိုပြောပါတယ်။သုံးနှစ်ကြာစစ်ပွဲအဆုံးသက်ရေးတန်တမာရေးကြိုးပမ်းမှုတွေငြိမ်သက်နေချိန်မှာသူ့မှတ်ချက်စကားပေါ်ထွက်လာတာဖြစ်ပါတယ်။ နှစ်ဖက်အကြားနောက်ဆုံးတွေ့ဆုံမှုဟာလွန်ခဲ့တဲ့သုံးဖက်ကဖြစ်ပြီးနောက်ထပ်တွေ့ဆုံမှုတွေအတွက်အချိန်စရာသတ်မှတ်ထားတာမရှိသေးပါဘူးကျွန်တော်တို့ကကာကွယ်တက်တက်လုပ်ပြီးငြိမ်နေမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒါကဘာမှမရလို့ပဲတဖြည်းဖြည်းနဲ့ပြန်ဆုတ်ရတာလူတွေနဲ့နေမျိုးတွေဆုံးရှုံးရတာပဲရှိတယ်လို့ဆာစကီကပြောပါတယ်ကြေကြေပြပြန်ပြောကြခဲ့တဲ့သူ့မှတ်ချက်စကားတွေထဲမှာရုရှားဘက်ကဒရုန်းစစ်ပွဲမှာအသာစီးရလာတာကိုဝန်ခံပြောကြားသွားပါတယ်။ အထူးသဖြင့်ဂျားဖြတ်နှောက်ရှက်ဟန်တားဖို့ခဲရင်တဲ့ဖိုင်ဘာဖန်ကျိုးမြင့်တန်းလန်းနဲ့လှုပ်ရတဲ့ဒရုန်းတွေကိုတိုးမြင့်ထုတ်လုပ်လာနိုင်တာဖြစ်ပါတယ်။ မြစီမရေဒီယိုရဲ့အင်္ဂါနေ့မနက်ပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါ အခုဆက်ပြီးအဒီတာအဘောအစီအစဉ်ရဲ့ဒုတိယပိုင်းကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်ဆိုတော့ဒီဒေါန်ဆန်းစုကြည်ကခုနကပြောမှန်းဆိုလို့ရှင်သူ့ကိုအဲဒီစစ်တပ်ကဖမ်းမိထောင်ထဲထည့်လိုက်ပြန်လွှတ်လိုက်လုံနေတာမျိုးရှိတာပေါ့နော်အချိန်ချင်းတုံးချခဲ့နေတာမျိုးရှိတယ်ပြီးတော့အခုလည်းဒီထောင်ထဲမှာရှိနေစေပေါ့လေ ဒါပေမဲ့ဒီဒေါန်ဆန်းစုကြည်အာနာရခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်အဲ့လိုမျိုးဖန်ဆီးခဲ့တဲ့ဒီစစ်တပ်နဲ့ပဲဒီအဲဆွေးနွေးညှိနှိုင်းစစ်ဆက်ညှိနှိုင်းရေးလမ်းစဉ်ကိုဒီဇိုင်းမမတ် လုပ်ခဲ့တာတွေပြီးတော့ဒီတခြားတိုင်းသားလူမျိုးစုတွေရဲ့အမြင်မကြည်မှုတွေရှိခဲ့တာပေါ့နော်ဆိုတော့ဒီဒေါန်ဆန်းစုကြည်ရဲ့ဒီရက်တီချန်နယ်ပြီးတော့သူအာနာရနေတဲ့အချိန်မှာဘယ်လိုမျိုးသူရုန်းကန်ခဲ့ရလဲအဲ့လိုအခြေအနေကိုရောဆရာဘယ်လိုမြင်တယ်လဲရှင့်မင်းအွန်လိုင်းဒေါန်ဆန်းစုကြည်ကို သူဟိုဆွဆွဲရရှိတယ်တောင်သံသူကြီးအနာလွယ်သုံးသားလုပ်ပြီးတော့နိုင်ငံရေးကိုချေလဲဖို့စူးစမ်းခဲ့တာနော်ဒူဒူနဲ့စစ်တပ်ကိုဟိုရန်တိုက်ပေးတာပေါ့စစ်တပ်ကိုမုန်းအောင်အဲ့လိုမျိုးသူဆွဆွဲတာဒါမဲ့တကယ်လက်တွေ့အခြေအနေနဲ့ကွာတောင်သံသူကြီးကမျိုးသားပြန်လည်တင်းမြတ်ရေး National Reconciliation ဆိုတာကိုဦးစားပေးခဲ့အဲ့ဒါဦးစားပေးတာကြောင့်လည်းတစ်ဖက်မှာဘေးထွက်ဆိုးကျိုးတွေတောင်ဖြစ်ခဲ့တယ်သူကတော့ဘယ်လို model လဲဆိုတော့ ပင်လုံကိုပင်လုံစာချုပ်ကိုဘုဂျုံအောင်ဆန်းတဲ့တိုင်းရင်သားခေါင်းဆောင်တွေသဘောတူညီချက်ရယူခဲ့တဲ့ပုံစံမျိုးပေါ့။မှပြေမအို proper ပါမအို고종원산고사뷰ပြီးတော့เนาะတပတ်မှာရှမ်းစော်ပွားတွေရှမ်းပြည်သူကိုစလေကချင်ချင်းဒီဒေသတွေကခေါင်းဆောင်နေတဲ့သဘောတူပြီးတော့ဒိုးတွေအတူတကွလွတ်လပ်ရယူမယ်ပြည်တော်တွေစုတဲ့ပြည်တော်စုရယ်လို့တိဆောက်မယ် ခြေခံဒီသဘောတူညီချက်မျိုးလုပ်ဖို့အဲ့ဒါမျိုးပုံစံမျိုးသွားတဲ့ idea ပေါ့လက်တလောမှာစစ်တပ်နဲ့ national reconciliation လုပ်မယ်တစ်ဖက်မှာပြီးရင်တိုင်းသားတွေသွားမယ်ဆိုတဲ့ဟာဒါမဲ့ဘာဖြစ်လဲဆိုတော့2008ဖွဲ့စည်းပုံအောက်မှာဖြစ်လာတဲ့အစိုးရဖြစ်တဲ့ကာကြတော့စစ်တပ်နဲ့အပေးယူကလုံနေအဲ့တော့သူရွေးကောက်ပွဲနိုင်ခဲ့တဲ့2015 နိုဝင်ဘာနေ့2016မတ်လ30မတ်လ31ဆိုးရမဖွဲ့ခင်ဒီမှာကာဝေးဦးစီးချုပ်ဗိုလ်ချုပ်မင်းမင်းအောင်လိုက်ပါဝင်ဒီတက်မတော်ဆိုတဲ့ဒီအဖွဲ့ကြီးရဲ့ထိတ်တန်းကောင်းဆောင်နေတဲ့၃ချိန်ဒီဆွေးနွေးကြရနောက်သူ့ရဲ့ဆိုးရဖွဲ့ချိန်မအောင်လွတ်တော်မအောင်စစ်ဗိုလ်ချုပ်တွေနဲ့ကြံ့ခိုင်ပါတီဝင်နေရပေးခဲ့ရတယ်လို့ခဲ့အဲ့ဒါလို့ hybrid democracy အခင်းကျင်းမှာနှစ်ဖက်ကို balance လုပ်ပြီးအုပ်ချုပ်ရတဲ့အခါမှာအပြိုင်မှုတွေပေါ်လာ စစ်တပ်နဲ့ NLD အစိုးရကြားငြိမ်းချမ်းရေးကိစ္စဒိုင်းသားအရေးကိစ္စနဲ့နိုင်ငံတကာဆက်ဆံရေးတွေမှာအခုသဘောထားကွဲလွဲမှုတွေဖြစ်လာ။နောက်ဆုံးတစ်နှစ်မှာသူကဒီဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဖို့အာတုံကွန်ဆိုင်လုံးလာတဲ့အချိန်မှာစစ်တပ်နဲ့ဆက်ဆံရေးကလုံးလုံးကျသွားတယ်။ဘာဖြစ်လို့ဒီပွဲစည်းပုံခြေခံဥပဒေကစစ်တပ်ကိုပြောရရင် တိုင်းပြည်မှာလူဘဝခွင့်ပေးထားတာ၊လိုင်စင်ပေးထားတာ ပါစနေရီယောဒေါန်စန်းစုကြည်နဲ့ပေါ်ချုံမူကြီးမင်းအောင်လိုင်ကြားပြောဆိုဆက်ဆံတာတွေက2016ကနေ2019အစပိုင်းလောက်အထိပဲရှိခဲ့။နောက်ပိုင်းမှာသူတို့နှစ်ယောက်ကြားဆက်ဆံရအေးပေါ်ချုံမူကြီးမင်းအောင်လိုင်ကဒေါန်စန်းစုကြည်ကိုတိတ်မုံတာ။အဲ့ဒါလည်းသူမိမတော်ချူချူလာသဘောထားလွှမ်းမိုးတာတွေလည်းပါတာပေါ့ဗျာ။သူတို့နှစ်ယောက်ကြားမှာမကြေလည်မှုစတော့ဒီ2008ဖွဲ့စည်းပုံမှာဒေါန်စန်းစုကြည်ကသမရဖြစ်ခွင့်မရတာ။အဲ့တော့သမရဖြစ်ခွင့်ပိတ်ပင်တာတော့ သူကနိုင်ငံတော်ဤအတိုင်းအမြံပုတ်ကိုဆိုတဲ့ပြည်တော်စုအင်္ဂါစင်အရဆိုရင်တမရပင်းဒုတိယယာရုအမြင့်ဆုံးယာရုကိုဖန်တီးတာနေစနောက် NLD ပါတီနဲ့စစ်ဘိုလ်ချုပ်တွေစစ်တပ်တရားကိုယ်တော်တွေကအဆပေါ်ဆက်ဆံရေးကောင်းလဲကောင်းလာမှာစစ်တပ်ကမလိုလားဘူးဒါကြောင့်လဲစစ်တပ်တော်ဒီဒီအကြီးကဲတွေပေါ့ဗျာသူသူရဲ့အဲစစ်တပ်ကိုဥဆောင်နေတယ်လို့ပေါ့ဒါကြောင့်လဲတောင်ဆန်းစုကြည်နဲ့ရင်းနှီးတဲ့သူရဦးရွှေမန်းကိုသူပါတီကနေပြီးတော့အင်အားသုံးပြီးတော့ကံပစ်တယ် ဗိုလ်ချုပ်ကျော်ဆွေနဲ့တော်ဆန်းစုကြည်အင်းလေးခီးစင်မှာရင်းနှီးနှီးရှိတဲ့ဓာတ်ပုံတွေထွက်လာတော့မကြခင်မှာနားပေးတာလုပ်တယ်။တော်ဆန်းစုကြည်ကတိုင်းသားကြီးကိုတဲတော့တဲနေပြီ။သွားတော့သွားနေ။တိုင်းသားကြီးကိုကင်တွယ်ဖို့သူအစိုးရဖွဲ့တဲ့ဒီမှာဝန်ကြီးဌာနအစ်တစ်ခုတိုင်းသားကြီးရဲ့ဝန်ကြီးဌာနကိုထည့်ခဲ့။သူကတော့27ရာစုပင်လုံလို့လမ်းကြောင်းကနေဓာတ်ရိုက်ဆွေးနွေးမှုတွေလုပ်ပြီးတော့တိုင်းသားခွင့်မြင့်တင်မှုဆိုတာမျိုးပေါ့နော်။အဲ့ဒါမျိုး evolution center EU ကလည်း ဒီ NLD အစိုးရတက်လာတဲ့အချိန်မှာမျောလင့်ချက်အတော်ကြီးမားခဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာတစ်ချိန်တည်းမှာပဲစစ်တပ်က NLD အစိုးရကိုကန့်လန့်တိုက်ပုံစံမျိုးလုပ်လို့တချို့ဟာတွေအစိုးရအကြိုက်ရိုက်အောင်လုပ်လာဥပမာ NLD အစိုးရအကြိုက်ရိုက်စီဖို့ရခိုင်မှာတိုက်ပွဲတွေဖြစ်လာအောင်စစ်တပ်ကအာစာဝမွေးခဲ့တယ်ဆိုတာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရာ ARV နဲ့အင်တာဗျူးမှာပြောခဲ့တာရှိတယ်ကချင်မှာလည်းတိုက်ပွဲအတုဖော်ပြီးတော့ခလောက်ဆန်ခဲ့တာရှိတယ်ဒါပေမဲ့ပြောရရင်တော့ NLD အစိုးရလက်တဲ့ တိုင်းသားအရေး communication အားနေတာလေအားနေတာဥပမာနောက်တစ်ခုတရားနာမည်ကိစ္စပို့ချုပ်ကျေယုကိစ္စဒါတွေကလည်းငင်းပွားဖွယ်ရာတွေလောက်တာတွေကလည်းမပြေတော်လဲကံရကံရရှိဆိုတာမျိုးဖြစ်တစ်ဖက်မှာထောင်လိုင်းသတင်း challenge နဲ့ political frame ဘာဖြစ်လို့လဲဆိုတော့ပြည်ထရေးကာကွယ်ရေးနဲ့နယ်စပ်ရေးရာဒီဝင်ကြီးဌာနတွေကိုကာကွယ်ရေးဦးစီးချုပ်ရုံးကတိုက်ရိုက်ကင်တွေ့တာအဲ့တော့ အစိုးရကလုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ရှိရင်စစ်တပ်ကချပြတလောက်ပဲတည်ခွင့်ရတကယ်အစ်စ်မှန်လားဆိုတော့မဟုတ်ဒေါန်ဆန်းစုကြည်ကိုရလည်းတိုင်းသားအရေးကိစ္စတွေမှာသူ့ရဲ့ဖြည့်ရှင်းမှုကအစင်လာပုံစံဆန်းတယ်နောက်သူဖြတ်တန်းခဲ့ရတာအစလက်နက်ကင်တော်လိုင်းကြီးခေါင်းဆောင်နေနဲ့ထိတွေ့မှုကနည်းခဲ့တယ်။သူက non violence တော့နော်။ဒီနိုင်ငံရေးပါတီတွေနဲ့ပဲများတာ哦။အဲ့ဒါလည်းအားနည်းချက်ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်။ဒိုင်းနာခေါင်းဆောင်တွေက ခေါင်းဆောင်သူကြီးရဲ့စွန့်လွတ်အနစ်နာခံမှုယူသားမှုဒါတွေကိုလူပုဂ္ဂိုလ်ရသူတို့အငင်းပွားပွဲရမရှိလက်ခံပေမဲ့နိုင်ငံကြီးအရာပေါ့အထူးသဖြင့် Federal အရေးဆိုရင်သူတို့ရင်ထဲဝင်ကြည့်ပြီးတော့မြင်နိုင်ခံစားနိုင်လောက်တယ်ဆိုတဲ့အထိသူတို့မဖြစ်ခဲ့ဘူးလို့တွက်ပုံရပြည်내ဆိုရဖွဲ့စည်းရေးအတွက်2008ဖွဲ့စည်းပုံခြေခံဥပဒေမှာပါမယ်ပုံမှန်261ကိုပြင်ဆင်ဖို့ကန့်ကွက်တာတိုင်းသားအဖွဲ့တွေနဲ့တွေးကြုံတဲ့အချိန်မှာ ဒီတိုင်းသားရဲ့အတန်ကိုနားထောင်လာတဲ့သူ့ရဲ့သဘောထားကိုသိအောင်ပြော highlight ဒီအာယုံဆိုင်တာတွေဒါတွေကထောက်ပြစရာလို့ဖြစ်ခဲ့။ဒါပြင်ငိမ့်ငိမ့်ကိစ္စမှာလည်းစစ်တကခလောက်ဆန်ဖိအားပေးပြီးတော့27ရာစုပင်လုံညီလာခံမှာ AA ကိုခြံလက်ခဲ့တာနော် NCA နဲ့အထိုင်ချအဲထိုင်ချပြီးတော့ဆွေးနွေးခိုင်းတာတွေကတဲ့ရှေ့ကိုငိမ့်ငိမ့်ဆိုင်ရာရှေ့မရောက်ခဲ့တာတွေဖြစ်တယ် ဒေါ်ဆန်းစုကြည်အတွက်ကတော့ဒါကျွန်တော်သုံးသပ်ချက်ပေါ့သူကဒီမိုကရေစီနဲ့တိုင်းသားရေးကိုဖြည့်ရှင်းလို့ရမယ် identity politics ကဘေးအတွက်ဆိုကြိုးတွေဖြစ်မယ်ဆိုတဲ့အာဟိုအာယုံပြုတ်ပြီးတော့တိုင်းသားတွေကတော့ federal ကသာ ဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်ကြတာဒါကလမ်းနှစ်သွယ်ကွဲပြားမှုဆရာနာရှင်အမြင့်ပြတ်ဖယ်ရှားရေးမှာနှစ်ဖက်စလုံးအငင်းမပွားသဘောတူပဲမယ်ဒီတိုင်းပြည်ကို ဘယ်လိုထူထောင်မလဲဆိုတာကိုချင်းကပ်တဲ့အခါမှာ philosophy တွေခွာကြတယ်နိုင်ငံငါဆက်ဆံရေးမှာလဲစစ်တပ်နဲ့ energy အားပြိုင်မှုတွေ့ရတယ်ဒေါန်ဆန်းစုကြည်နိုင်ငံငါပုံရိပ်ကြဆင်းစေတာကတော့ဒါ ranger အရေးပဲပြောရရင်တော့နိုင်ငံကြီးတာဝန်အားရချက်တစ်ခုလည်းဖြစ်တယ်ဗျဒါကြောင့်လဲ2019နောက်ပိုင်းပြန်ကြည့်လို့ရှိရင် energy အနေနဲ့နောက်နိုင်ငံတွေတက်တရုတ်အိန္ဒိယအာဆီယံနိုင်ငံတွေနဲ့လာပို့ပြီးတော့နှိကပ်လာတာတွေ့ရတယ်เนาะအနာသိမ့်ပြီးတော့မှဒါအာတမျိုးဖြစ် ဒါအပြင်မော့လေစစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ကြမ်းခိုင်ကြီးထဲမှာသဘောထားတင်းမာတဲ့သူတွေနေရာရလာတာပြောရလို့ရှိရင်တော့အရေးချင်းနဲတဲ့သူတွေခေါင်းဆောင်ဖြစ်လာတာပြဿနာကိုမိထိုးပေးတာဖြစ်2020ရွေးကောက်ပွဲမဲဆွဲကာလတွေကကြမ်းခိုင်ပါတီနဲ့စစ်တပ်နဲ့နှိစက်တဲ့တခြားပါတီတွေက သူတို့လူတို့ထောက်ခံမှုမရတာ哦မရှိတာ哦သူတို့ရိတ်မိလိုက်တဲ့အချိန်ကြတော့ရွေးကောက်ပွဲကျင်းပမဲ့အချိန်ကိုဗစ်ကာလနဲ့တိုက်ဆိုင်နေလို့ဆိုပြီးတော့သူတို့ကရွှေ့ဆိုင်ခဲ့ဒါပေမဲ့လည်းအဲ့ဒီမှာ NLD ကရအောင်ကျင်းပခဲ့တဲ့ကာမှာသူတို့မကျေနပ်ခဲ့ဘူးနော်စစ်တပ်ကလည်းမကြည့်တကယ်ရွေးကောက်ပွဲရလာထွက်လာချိန်မှာကြိုရေးထားတဲ့ဇန်ညွန်းတစ်ခုလိုပဲကြံခိုင်ရေးရောတခြားပါတီတွေကဒါတိုင်ကြားမှုတွေဆက်တိုက်လို့အာစစ်တပ်ကလည်းဂျင်ညာချက်တွေတောက်လျှောက်ထုတ်ပြီးတော့ ဖေဗရူလာ၁ရက်နေ့မှာဒါမဲမတမာမှုလုပ်တယ်ဆိုပြီးတော့အာဏာသိမ်းမှုဖြစ်လာပြီးတဲ့အခါကျရင်တောင်ဆန်သူကြီးရောအော်နော်အစိုးရအဖွဲ့တွေကအာသူတွေရောအန်အဒီထိပ်ပိုင်းကောင်းဆောင်တွေအကုန်လုံးကြီးမှဖမ်းပြီးတော့ပါတီဝင်600လောက်နေအိမ်တွေကိုချိတ်ပိတ်ထားတာဒီနေ့တတိပါပဲဟုတ်ကဲ့စီဒီအာဏာသိမ်းပြီးတော့ဒီလက်ရှိမြန်မာနိုင်ငံအနှံ့မှာဆိုရင်ဒီဆရာနာရှင်ကိုဖျောက်ချဖို့အတွက်ဒီလက်နက်ကင်တော်လည်းလမ်းစဉ်နဲ့ဟိုတိုက်ပွဲဝင်နေကြတာရှိတယ်ပေါ့နော် ဒါပေမဲ့ဒီဒေါင်ဆန်းစုကြည်ကင်ဆွဲထားတာကဒီအကြမ်းမဖက်အရေးမှုပေါ့နော်ဆိုတော့ဒီလက်ရှိဒီမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒေါင်ဆန်းစုကြည်အနေနဲ့ရောဘယ်လိုမျိုးသဘောထားရပ်တည်နေလို့ဆရာအနေနဲ့ယူဆတယ်ရှင်ကျွန်တော်ဆောပိုင်းကပြောလို့ပေါ့ဒေါင်ဆန်းစုကြည်ကသူက non violence သမားဗျာဒါပေမဲ့ဒီမီဒီယာတခုပေါ့သူ့ကို democracy icon လားလို့မေးတဲ့အခါကျတော့သူကသူကနိုင်ငံရေးသမားပါလို့ဖြေတယ်ကျွန်တော်အမြင်တော့သူက ဒီမိုကရေစီ icon လည်းဖြစ်တယ်နိုင်ငံရေးသမားလည်းဖြစ်တယ်ဘွန်ဆန်းစုကြည်ကမြမလူပောင်အတွက်ဒီရှားပါပြီးတော့တန်ဖိုးရှိတဲ့နိုင်ငံရေးခေါင်းဆောင်တရားလို့ကျွန်တော်ကတော့ပြောမှာသူကြည့်ရင်အကျင့်ပဲခြားစားမှုရှိဘူးကိုကျင့်တရားထိန်းနေစီကံကြီးစီကံကြီးရတော့သူစီကံသူခြားပြီးတော့အဲ့လိုနေတာစနစ်စနစ်ကြီးတာတော်လဲတော်တယ်ထက်ထက်မြက်မြက်ရှိမှညာသိကောင်းတယ်အသေးစိတ်တွေသူစာအုပ်ဘယ်စာအုပ်စာရန်ဘယ်လိုအကြောင်းအရာသူအဲ့လိုမျိုးအသေးစိတ်တွေ ဒီနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာတဲ့အချိန်မှာတော့အလုတ်တွေရမ်းများပြီးသူစာမဖတ်စာပတ်နဲသွားတယ်ဒါမဲ့တခြားအချိန်တွေမှာအမတန်စာဖတ်အားကောင်းတယ်နောက်ပြီးတော့နိုင်ငံရေးအကွက်မြင်ဒါမဲ့ဘယ်လိုဖြစ်လဲဆိုတော့သူ့ရဲ့အဲ့လိုအားတာချက်အတီတော်တဲ့အချက်တွေနဲ့သူကရတဲ့ဇက်ပေါ့ဗျာ political position ယူရတဲ့အခါမှာ conflict of interest ဖြစ်သွားအဲ့ဒါက EO EO ဒီခေါင်းဆောင်တွေအထင်မှားကြာเนาะ နိုင်ငံတကာကထင်မှားစရာဖြစ်လာတယ်ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဒီ non violence smart တရားအနေနဲ့လက်နက်ကင် တော်လိုင်းကို तू ကဥဆောင်လို့တော့မရပြန်ဘူးဒါမဲ့ तू လူ့အခွင့်အရေးပြဋ္ဌာန်းချက်တစ်ခုဖြစ်တဲ့ခုခံခွင့်ဆိုတာကို तू အတိမတ်ပြုလို့ရတေချာတာကလည်း तू ကဒီလက်နက်ကင်တော်လိုင်းကြီးကိုရှုံချမဲ့သူဖြစ်မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူသားလင်းအဓိကဆိုတဲ့မျိုးလက်ခံတာပဲ အဲ့တော့အချိန်နေရတူနီးတူဟန်နဲ့သွားတဲ့မဟာမိတ်တွေလို့ရှုမြင်တယ်လို့ကျွန်တော်ကတော့သူ့ရဲ့မိန်ကွန်းနေမှာတွေ့ရလက်ရှိချိန်ကပြည်သူတွေရဲ့အများစုရဲ့အမြင်ပေါ့ဗျာ2021ခုနှစ်မတိုင်ခင်ကအချိန်နေနဲ့ကွဲသွားပြီဒေါန်ဆန်းစုကြည်ကိုတိုင်ကလည်းမင်းအွန်လိုင်းလို့လူနဲ့နိုင်ငံကြီးရဆွေးနွေးမှုမရဘူးဆိုတာသဘောပေါက်ပြီးဖြစ်တယ်လို့ကျွန်တော်တော့မြင်တယ်အဲ့ဒါလို့ရှိလို့သားနော်အခုစစ်တပ်ကသူ NLD ကိုမပုံတင်ဖို့သူတို့အမျိုးမျိုးစူးစမ်းတာ နီလန်းဆုံးကလင်ကြီးတိရောเนาะအဲ့လိုချိန်မှာဒေါံဆန်းစုကြည်ကညင်းပယ်ထားလို့ဒါပြောရင်သူ့ကိုထောင်ထဲမှာဆက်ထားတကယ်တော့ဗျာအသက်80ပြည့်အမျိုးသမီးကြီးတရားအနေနဲ့အပြစ်မရှိပဲထောင်ထဲမှာနေနေရတာဒီနေရာသူ ਨੇ မထိုက်တန်နေနေရကျွန်တော်အမြင်တော့ဒေါံဆန်းစုကြည်ကဂျင်းကြခံနေရတာနဲ့လွတ်မြောက်ပြီးတော့တိုင်းရင်းသားအရေးကာကွယ်ပြောပေးတဲ့လူများဖြစ်လာခဲ့ရင်မြန်မာပြည်ကြီးကငြိမ်းချမ်းပြီဟုတ်ကဲ့ဆရာ ဒီတစ်ပတ်ဆွေးနွေးမှုကိုဒီမှာပဲရနာလိုက်ရအောင်ပါဆရာအချိန်ပြည့်နေပြီဆိုတဲ့အတွက်လေးအောင်ဆွေးနွေးပြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ မြစီမရေဒီယိုရဲ့ဒီကနေ့မနက်ပိုင်းအစီအစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှပါကျန်းမာချမ်းသာပါစေလို့မြစီမရေဒီယိုဖွယ်သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တီမဲ့မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေခင်ဗျာ